ခလေးငယ်လေးအတွက်တင်ထောက်ကူပစ္စည်းလေးတွေဆိုတာကကျမတို့ဝယ်မမဟုတ်ပါဘူးအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲခလေးတွေအတွက်ပေါ့နော်တကယ်ကိုအသုံးဝင်တဲ့တင်ထောက်ကူပစ္စည်းလေးတွေဖန်တီးကြည့်လို့ရပါတယ်အဲ့တော့ဒီနေ့ကျမနဲ့အတူတူခလေးလေးတွေအတွက်ပေါ့နော်နံပါတ်လေးတွေတင်လို့ရမယ်တင်ထောက်ကူပစ္စည်းလေးတွေဖန်တီးကြည့်ကြရအောင်နော်အရင်ဆုံးအနေနဲ့ကျမတို့တွေကတ်ထူဆက်ကူလေးတစ်ခုပေါ်မှာပေါ့နော် Christmas tree ပုံလေးဆွဲထားပေးလိုက်မယ် အဲခလေးလေးတွေကြိုင်အောင်လို့ပေါ့နော်အယောင်လေးတွေချဲထားပြီးမယ်ပြီးတဲ့အခါကျရင်အောက်မှာပေါ့နော်ကျမတို့တွေနမတ်လေးတွေပေါ့နော်ခလေးငယ်လေးတွေအပေါ်ကနေပြီးတော့ထည့်ရေးလို့အဆင်ပြေအောင်နမတ်လေးတွေကိုရေးထားပေးလိုက်ပါမယ်အလဲလေးကနေပြီးတော့နံမက်လေးတွေဆွဲဖို့အတွက်ပေါ့နော်လိုင်းလေးကိုလည်းကျမတို့ထည့်ပေးထားလိုက်မယ်။ ဆော့ပင်နဲ့ရေးပြီးတော့ပြန်ဖြတ်လို့ရအောင်လို့အပေါ်ကနေပြီးတော့ပေါ့နော်ကျွန်တော်တိတ်လေးနဲ့တလှွာချက်ပြီးတော့ကတ်ထားပေးလိုက်ပါမယ်ဒီနေ့မှာတော့ကျမကနမူနာအနေနဲ့ပေါ့နော်6ခုလောက်လေးလုပ်ပြပေးထားတယ်။အဲပြီးတဲ့အခါဆိုရင်ကျမတို့နားကျက်တဲ့ခွန်လေးကိုလည်းအယောင်လေးတွေချေပြီးတော့ပေါ့နော်တဝက်စီဖြတ်ထားပေးလိုက်ပါမယ်။ ကျမတို့တစ်ပင်လေးတွေအပေါ်မှာလည်းအပေါက်လေးတွေဖောက်ထားပေးလိုက်တယ်။ဘာလို့လဲဆိုတော့ခုနတော့ကနားချက်ခုံးလေးတွေကိုပေါ့နော်ထည့်ပြီးတော့ရည်တွက်ရင်းနဲ့ကနန်းလေးတွေတင်လို့ရအောင်လို့ပါ။ဒီတင်ထောက်ကူလုံနည်းလေးကကြတော့ကျမလုံကြည့်ရတလို့ပေါ့နော်ပြလို့ရတာလည်းလွယ်ကူတယ်။ပြီးတဲ့အခါမှာဆိုရင်သူကတစ်ခါသုံးမဟုတ်ဘူးပေါ့နော်အချိန်ချင်းနဲ့ပြန်သုံးလို့ရတယ်။ခလေးငယ်လေးတွေအတွက်လည်းအဲဒီနံမာလေးတွေကိုပေါ့နော်တင်ယူဖို့အတွက်တကယ်ကိုအသုံးဝင်တဲ့ပစ္စည်းလေးမို့လို့အိမ်မှာလည်းလုံကြည့်ကြည့်ပါနော်။